ကမ္ဘာအတိုင်းဝိုင်းမှာမြန်မာနိုင်ငံဟာနာမည်ဆိုးထွက်သွားပြီလို့သမ္မတဦးသိန်းစိန်ကပြောလိုက်တဲ့သတင်းနဲ့စပါမယ်ဒီသတင်းကိုတော့ခွန်ဘတာကတင်ဆက်ထားပါတယ်ရှင်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့လက်ရှိရခိုင်အစိုးရအဖွဲ့လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေတွားရောက်လေ့လာနေတဲ့သမ္မတဦးသိန်းစိန်ဟာအော်တိုဘားလာတရက်နေ့ကကြောက်တော့အစိုးရအဖွဲ့တွေနဲ့တွေ့ဆုံချိန်မှာပြောကြားလိုက်တာပါအခုကနာမည်ရတော့ကမ္ဘာမှာနာမည်ဆိုးနဲ့တော့ကျွန်တော်တို့ကထောက်ပါပြီတော်တော်လည်း regional မှာလည်းကျွန်တော်တို့ကနားလည်မှုရှိပါတယ်ကျွန်တော်တို့လိုက်ပြီးတော့ရှင်းလင်းပြတာကမှသူနားလည်သဘောပေါက် အကုလသမဂ္ဂမှာဒီနည်းနဲ့ပြောပြီးတော့ရှင်းပြပြတဲ့ခါမှာသူတို့နားလည်သဘောပေါက်အရေးကြီးတာနောက်ထပ်ထပ်ပြီးတော့မဖြစ်ဘူးသမဒဥသိန်းစိန်ဟာရခိုင်ပြည်နယ်ကြောက်တော်အပြင်မြောက်ဦးစစ်တွေမြို့တွေကိုတွားရောက်ခဲ့ပြီးဒေသခံရမီယာဖတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။တက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကိုကာကွယ်ဖြစ်ရှင်းနိုင်အောင်အစိုးရလုံခြုံရေးတင်မကပဲပြည်သူတွေပါအားလုံးဝမ်းဝန်းဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။ရတဘတ်ဆိုတာခရီးသွားတဲ့ဘလော့ပင်ရရှိခရီးသွားတဲ့ဘလော့ပင်ရရှိ အတက်တို့ရတတ်သွားလို့မင်းထိမ့်သိမ့်ုံနေတယ်ခေါင်းကကျွန်တော်ကမတော်တော့ခဲတော့ပေါ်နေဝမ်းကြီးကိုထိမ့်သိမ့်မှာလားလို့ခေါင်းကတော့အချမ်းပဲတော့ချမ်းမှုဗီရှုမှုပြည့်စုံဆုံးရှုံးမှုဒါတွေကျွန်တော်မကြည့်တာဖြစ်ပါဘူးသမ္မတဦးသိန်းစိန်ဟာရခိုင်ပြည်နယ်မှာပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက်ပါရမဆုံအကျင့်ရောက်ရှိလာတာပါ။ သူရခိုင်ပြည်နယ်ကိုရောက်ရှိနေစဉ်အတွင်းမှာပဲတန်တွဲမြုပ်ဝန်းကျင်မှာပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးလူနေအိမ်မိရှုခံရတာထိခိုက်ဒဏ်ရာရတာတွေဖြစ်ပွားခဲ့ပါတယ်ကျွန်တော်ခွန်ဘတ်တာပါ